မင်္ဂလာပါရှင်။အော်တိုဘာလ9ရက်တနင်္ဂနွေနေ့ရရန်ကုန်တွင်သတင်းဆောင်တွင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့ပြည်တော်စုဝင်ကြီးဂျပန်တော်2025ခုနှစ်အာဆီယံ၏အထိမ်းအမှတ်အားကစားလှူရှာမှုခံနာသူတက်ရောက်တဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်အာဆီယံ၏အထိမ်းအမှတ်အားကစားလှူရှာမှုခံနာကိုအော်တိုဘာ4ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးတောင်မွေမြို့နယ်အားကစားနှင့်ကာယပညာသိပ္ပံရန်ကုန်တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခီးသွွာလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဂျပန်တို့တောင်အာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးညံစောဦးဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များမြန်မာနိုင်ငံပြည်ခုံပြည်အဖွဲ့ချုပ်အတွင်းရေးမှူးဖိတ်ကြားထားသောဧည့်သည်တို့များအာကစားနှင့်ကာယပညာသိပ္ပံရန်ကုန်မှနှီးပြဆရာများသင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့ကြပါသည် ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကအဖွဲ့မှစကားပြောကြားပါရယ်ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီးအာကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများဧည့်သည်တို့များအာကစားနှင့်ကာယပညာသိပ္ပံရန်ကုန်မှသင်တန်းသားသင်တန်းသူများနှင့်အတူပျော်ပျော်ပါပါစုပေါင်းလမ်းလျှောက်ဆင်နွှဲခဲ့ကြပြီးနောက်အာဆီယံကွေ့ဘုဒ္ဓတမေကုများမေးမြန်း၍ဖြေဆိုနိုင်သူများကိုညွှန်ကြားမှုချုပ်ကဆုမြတ်ချီးမြှင့်ပေးရပါတယ်အဲ့ဒီနောက်အမျိုးသားအမျိုးသမီးမီတာ100မီတာ200မီတာ400မီတာ800 မီတာ100လက်ဆင့်ကမ်းပြန်ပွဲများကိုကျင်းပပြုလုပ်ခဲ့ပြီးပထမဒုတိယတတိယဆုရရှိသူများကိုပြည်သူ့ဝင်ကြီးနှင့်တာဝန်ရှိသူတို့ကဂုဏ်ပြုချီးမြှင့်ငွေများအသီးသီးပေးအကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ thank you